ကဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ channel w က caster w ပဲဖြစ်ပါတယ်ဆိုတော့အဲဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဘာအကြောင်းအရာကိုပြောမှာလဲဆိုတော့အခုလက်ရှိပေါ့နော်ကျွန်တော်တို့ဒီပြည်ရင်းမှာလူဝင်ကစားမိုက်တို့အခွင့်အရေးတစ်ခုရှိတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်ဒါကဘာလဲဆိုတော့အာဒီ professional ပြိုင်ပွဲတွေเนาะကျွန်တော် MSL လို့ Super League တွေကလည်းပြည်ရင်းမှာရှိတယ်ဒါပေမဲ့အဲ့လိုမျိုးဒီ professional เนาะကျွန်တော်ပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက် เนาะကျွန်တော်စိတ်ဝင်စားတဲ့ဒီ professional ဖြစ်ချင်တဲ့เนาะကျွန်တော်တို့ညီကိုရီတွက်ကတော့ကျွန်တော် လက်ရှိမှာ Leo Champion လို့ခေါ်တဲ့ LOC season 6ကတော့ပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီဆိုတာနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။ဘာလို့ဒီ LOC season 6ကိုကျွန်တော်ဝင်ပြိုင်ဖို့အတွက်အဲ့လို suggest လုပ်လဲဆိုတော့ဗျာဒီလားလက်ရှိ MSN မှာဝင်ရောက်ရှင်ပြိုင်နေတဲ့ကစားသမားတွေရဲ့အယောက်30လောက်ကဒီ LOC လိုမျိုးကျွန်တော်တို့ပြည်တွင်းเนาะ Leo Champion ဟလာအတန်း Let's be Arena နေလောက်ပြီးတော့ Leo Champion ပြိုင်ပွဲမှာတောက်လျှောက်ဝင်ဆော့ခဲ့ကစားသမားအယောက်30လောက်ပါပြီဗျအဲ့တော့ဟို professional ပြိုင်ပွဲတစ်ခုကိုနော်ဓာတ်ရိုက်တက်လှမ်းဖို့အတွက်အခွင့်အရေးမရှိသေးတဲ့အချိန်မှာအဲအဲ့လိုမျိုးခွင့်အရေးတွေကိုရကျင်နေဆိုလို့ရှိရင်တော့ဒီ Leo Champion လိုမျိုးကျွန်တော်တို့ ပြည်ရင်းမှာ Let's Play Arena เนาะအတန်ရဲ့ Let's Play Arena နေပြီးလုပ်ပေးတယ်လီယော့ချန်ပီယံလိုပွဲတွေကိုဝင်ရောက်ရှင်မျိုးတော့ပြောချင်ပါတယ်အဲ့တော့လီယော့ချန်ပီယံပြန်ပွဲကဘာလဲဆိုလို့ရှိရင်တော့ Semi Pro အဆင့်ရှိတဲ့เนาะကျွန်တော်တို့ပလီယာတွေကြီးပဲဆော့ရဲပွဲစဉ်တွေပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Leo Champion ပြန်ပွဲကလက်ရှိချိန်မှာ Season 6ရောက်နေပြီအဲ့တော့ဒီ Season 1 2 3 4 5မှာဆိုလို့ရှိရင်လည်းเนาะကျွန်တော်တောက်လျှောက်ကစားမားတွေအများကြီးထွက်လာတယ်เนาะ Prime A တို့ပြောလို့ရှိရင် OP Tempest တို့လက်ရှိ OP တို့เนาะသိရမလားပြောလို့ရှိရင် D Pro တို့ဟာလာအဲ့လို လိုကစားမကောင်းနေเนาะပြီးတော့ဒီ dash တို့ kafu တို့ဒီလက်ရှိ professional ဖြစ်နေရဲ့ကစားမတွေအကုန်လုံးကဒီ LOC ပြန်ပွဲကိုဝင်ရောက်ရှင်ပြန်ပြီးတော့တို့ဒီနောက်အဆင့်တွေကိုတလန်းသွားနိုင်ခဲ့ရလို့ကျွန်တော်တို့ဒါပြောမယ်ဗျအဲ့ဒါကြောင့်မလို့ LOC census ကိုကျွန်တော်စရင်ပေးဖို့အတွက်တိုက်တွန်းနေတာဖြစ်ပါတယ်ဝင်ပြန်မှုတော့တိုက်တွန်းနေတာဖြစ်ပါတယ်စူဂျင်းကြီးကလည်းလက်ရှိမှာတော့350ပေါ့เนาะအဲ့ဒီပြင်ပေါ်မှာ तू ကဒီအတန်ရဲ့ Las Vegas Arena ကနေပြီးတော့ဂျင်းပါမယ်ဒီ Carnival တော်လာမန့်မှာဆိုလို့ရှိရင်လည်းသူက direct vice lord တစ်ခုရအဲအတန်းကနေပြီးကျင်းပမဲ့ lafay arena carnival tournament ရဲ့ကျွန်တော်တို့ဒီ tournament အကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့အဲဒီ tournament ကြီးကတော့ကျွန်တော်တို့ဒီ pirin ရဲ့ဒီ third party ပွဲကြီးထဲမှာပေါ့နော်တော်တော်ကြီးကြီးကန်းကန်းလာလာနဲ့လုပ်ပြီးတဲ့ပွဲစဉ်တွေပွဲဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီအသင်းကြီးတွေဖြစ်တဲ့ Falcon တို့ AI တို့ဒီ Matsy တို့ဒီလိုမျိုးအသင်းတွေကိုသူတို့က drive by pick ခေါ်ပြီးတော့အဲရှင်ပြိုင်တဲ့ပွဲစဉ်ပြိုင်ပွဲကြီးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ ဒီ LOC Season 6မှာကျွန်တော်ချန်ပီယံရတဲ့အသင်းတွေအနေနဲ့ကတော့ဒေဂျာပေါ့ဒီအတန်အကျင်းပမဲ့ Last Space Arena Carnival Tournament ကို direct invite เนาะကျွန်တော်ဝင်ရောက်ရှင်မြန်ဖို့အတွက် slot တနေရရမယ်စုချင်းငွေလည်း total price 350ရရမယ်เนาะဒီလိုမျိုးပြန်ပွဲတွေဝင်ပြန်ခြင်းအဖြစ်ပေါ့เนาะဒီ LOC လိုမျိုးကျွန်တော်တကယ်ကောင်းတဲ့ပြန်ပွဲကိုဝင်ပြန်ခြင်းအဖြစ်နောက်ထပ်သော professional အဆင့်ပြန်ပွဲတွေကိုလည်းเนาะကျွန်တော်တို့ဝင်ပြန်ဖို့အတွက် ဒါအခွင့်အရေးတွေရရှိနေမှာဖြစ်ဘာလို့လို့ပြောလဲဆိုတော့အသိအင်းတွေပေါ့နော်အထူးသဖြင့်ဒီပြင်းရင်းကအသိအင်းတွေဖြစ်ပြီးပအသိအင်းတွေဖြစ်ဖြစ်သူတို့ဒီဒီကစားမတစ်ယောက်ကိုလိုအပ်လာပြီဆိုလို့ရှိရင်သူတို့ကဒီလိုမျိုး tournament semi pro အဆင့်ရှိတဲ့ tournament တွေကိုလိုက်ကြည့်တယ်။တော့ LOC မှာဆိုလို့ရှိရင်လည်းလက်ရှိ professional ဆော့နေရကျွန်တော်ခုနတော့ shot mention လုပ်ထားတဲ့ကစားသမားတွေအခုချိန်မှာအများကြီးရှိတယ်။ Avatar တို့ဟာလာခုနလိုမျိုး Pride တို့ဟာလာ Bev တို့ Kafu တို့အများကြီးပဲဗျာနော်။ တော့ဒီလိုကစားမမျိုးတွေရာဆိုလို့ရှိရင်လည်းဇင်းပရိုလည်းပဲဆင်ရနေ professional ဆင်အခုတလန်းသွားနိုင်ပြီဆိုတော့ကိုကိုရိုင်းက professional ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးတော့နော် player တွေရှာဖွေနေရဲ့နော်ကျွန်တော်အသင်းတွေ organization တွေရဲ့ဒီဘယ်လိုပြောမလဲ scouting ကိုကျွန်တော်တို့ခံရဖို့အတွက်အခွင့်အရေးအများကြီးရှိပါတယ်ဒါကြောင့်မလို့ကိုကိုရိုင်းက professional ဖြစ်နေတယ်ကိုကိုရိုင်းက professional ကျွန်တော် career တစ်ခုကို player ရဲ့တယောက်အနေနဲ့ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ LOC CSS ပြန်ပွဲဝင်ပြိုင်မှုတော့ဒီနေ့ကနေတိုက်တွန်းနေပါတယ်အသေးသေးချက်လက်တွေသိချင်လို့ရှိရင်တော့เนาะကျွန်တော်ရဲ့ attend ရဲ့ Let's Play Arena page မှာတောင်းပေးလို့ရပါတယ်အဲ registration ကလည်းကျွန်တော် free ပါပတ်စံပေးရမလို့ပါဘူးဆိုတော့ဘယ်လိုစီရင်သွင်းရမလဲဘယ်နည်းအားစသွင်းရမလဲဆိုတော့ကျွန်တော်ဒီ video ရဲ့ caption တဲမှာလည်းရေးပြရမယ်ကျွန်တော်တို့ video ရဲ့ comment section ထဲမှာလည်းခြိုက်ပြရမယ်ကျေးဇူးများတင်ပါတယ်အဲ့ဒါလေးလာကြတော့ပါကျွန်တော်ဝေးဝေးပါဘိုင်ဘိုင် Channel W for you.